အားလုံးပဲမင်္ဂလာပါ UK မှာ Stay Your Facebook နဲ့ YouTube channel တောက်ကြည့်ပါရဲ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါကျွန်တော်တို့အခုကျွန်တော်ဟိုတလုံးတော့လည်းတခါပြောပါရဲ Year 2004ပေါ့လေ Year 2004ဟာဘောလုံးလောကမှာမပြင်းမတာတဲ့အကုန်ဖြစ်သွားတယ်ဝါတာဘရီမင်ကဂျာမီမှာဂျာမန်ဖလားရတယ်ပူကက်ဖလားရတယ်မပေး Champion ဖြစ်တယ် လင်စီယာက မပီးချန်ပီယံဖြစ်တယ်ယူရိုပါလိမှာချန်ပီယံဖြစ်တယ်ပိုတိုကချန်ပီယံလိမှာချန်ပီယံဖြစ်တယ်ပြိုင်ပွဲတိုင်းမှာမေဂျာစပိုကချန်ပီယံအကုန်လုံးပေါ့ဗျာလိပြိုင်ပွဲကအစကျွန်တော်တို့ရှာရှာပါပါအာဆင်အသင်းလောက်ပဲချန်ပီယံဖြစ်တာကျန်တဲ့အသင်းတွေတော်တော်များများမန်ယူနိုက်တက်အဖေမှာဒီဝေါ်ကိုနိုင်တယ်ဒါပဲကျန်တဲ့တကယ်မေဂျာမေဂျာပြိုင်ပွဲတွေအားလုံးမှာ2004ဂရီဘူဆွဲတဲ့နှစ်ကစပြီးတော့တက်ရှိပိုဆွဲတဲ့အချိန်ကအပြီးပြိုင်ပွဲကစချင်းမြပြိုင်ပွဲတိုင်းမှာအကုန်လုံးတကယ် upset တွေကြီးဖြစ်တယ် အဲ့ upset ကအခု2025မှာတချော့ပြန်လာတယ်လို့အောင်ပြောလဲနှစ်ပေါင်း22နှစ်အတွင်းဆိုတော့ Tottenham Hotspur က Manchester United ကိုနိုင်လိုက်တဲ့အတွက်ကြောင့်42နှစ်အတွင်း European ဖလားပြန်ရတယ်ဒါအပြင်16နှစ်အကြာသူတို့နောက်ဆုံးဖလားရခဲ့တာ Wanty Ramos နဲ့ Wookie တို့ဦးဆောင်တဲ့ Spurs အသင်းအဲ့တုန်းက Chelsea ကို Carabao Cup လို့ခေါ်တဲ့အဲ့တုန်းက Wellington ဖလားလို့ခေါ်ပြီးတော့ Carling Cup လို့ခေါ်တဲ့ဒီပြိုင်ပွဲမှာ Chelsea ကို9-0ချန်ပီယံဖြစ်တာအဲ့ဒါကသူတို့နောက်ဆုံးနောက်ဆုံးပဲ အဲ့နောက်တိုင်းကလွဲရင်16နှစ်ကြာစပါဘာဆိုဖလားမှမရဘူး။ဆိုတော့စပါကအခုယူရိုပါလိမှာတကယ်လဲထိုက်တန်တဲ့ချန်ပီယံဖြစ်သွားတယ်။တပွဲလုံးပိုကောင်းတယ်။မန်ယူနိုက်တက်ကိုတောက်လျှောက်ပရက်ရှာပေးပြီးတော့အဆုံးသတ်မှာသူတို့ထိုက်တန်ချန်ပီယံဖြစ်သွားတဲ့အချိန်မှာလက်ရှိအနေထားအရဘယ်လိုပြောမလဲဆိုတော့လုံးဝ upset upset တီဟာဘုံလောကအတွက်နောက်ထပ်ပွဲတွေကိုရောအပြောင်းလဲဖြစ်ပြီးတော့နောက်ထပ် upset ဖြစ်နိုင်အောင်မလားဆိုတဲ့အချက်ပဲ။ ဆိုတော့ Tottenham Hotspur Man United တွေ့တဲ့အချိန်မှာ Fantasy တော်တော်များများ Man United အပေးသက်အများစုပါဝင်ချားပေးသက်တော်တော်များများကလည်း Spurs ကို United နိုင်ပေလို့ပဲပြောကြတယ်။ဘာကြောင့်လဲဆိုတော့တကယ်တမ်းသူတို့ Europa League မှာလည်း show ပေါ့ရှိကစားနိုင်ကြတာဟုတ် Spurs ကိုယ်တိုင်ကပုံညံ့တဲ့အသင်းတော်ဖြစ်။ဒါပေမဲ့ကျွန်တော်ခုနပြောလို့ဘာ year 2004လို့မျိုးဖြစ်ခဲ့တဲ့အဖြစ်ဒီအခု2025မှာစတိုက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီချက်ကလည်းအခုလက်ရှိမှာ Spurs အသင်းကိုဒါလုံးဝကို surprise ဖြစ်ပြီးတော့ဒီ year 2004မှာဖြစ်ခဲ့တဲ့ပုံစံတိုင်းတောက်လျှောက်ဖြစ်တဲ့အချိန်မှာ Spurs ကအခု16နှစ်ကြာမှာ champion ဖြစ်သွားတယ်။ champion ဖြစ်သွားတဲ့နောက်ဆက်တွဲတွေဒီနေ့ရာသီဥယျာဉ်မှာတော့ဘလုံးပြည့်တက်တည်ကြမှာနံပါတ်1စပြီးတော့ surprise ထုတ်တာက Newcastle United ပေါ့လေ။ဒီ Newcastle United ကပြပေါင်း80အတွင်းမှာပထမဆုံး super league သူတို့ maturity ပြည့်တက်အများစုရဲ့ online အသက်ကြီးတဲ့သူတော်တော်များများတော့မှာနှစ်ပေါင်း80ဆိုတာတော်တော်များတယ်။ ိုက်မှာစပြီးတော့ချန်ပီယံဖြစ်တဲ့နောက်ပိုင်းမှာအဲ့နောက်ဆက်တွဲနေနဲ့ဖလားတွေတစ်ခုပြီးတစ်ခုဘိုလောညာအပါဝင်တခြားကလပ်လေးတွေတော်တော်များများတော့ရှောက်တော့ရှောက်ဘိုလောညာဆိုရင် AC Milan အသင်းကိုတော့ကြိုးပြီးတော့သူတို့ချန်ပီယံဖြစ်သွားတယ် AC Milan ကိုသူတို့နိုင်သွားတယ်သူတို့တကယ်ကိုထိုက်တန်နိုင်တယ် Final မှာ AC Milan ကိုကိုပိုက်တယ်လည်းပါသူတို့ချန်ပီယံဖြစ်တယ်အဲ့နောက်ဆက်တွဲနေနဲ့ Crystal Palace က Africa မှာ Manchester City ကိုချန်ပီယံဖြစ်သွားတယ်ကြော်ပြီးတော့1-0နဲ့နိုင်သွားတယ်အဲ့ဒါလည်း Defensive Performance ပဲဆိုတော့ထူးခြားတာကဘူးဆွဲသွားတဲ့အသင်းထဲမှာ Newcastle ကလွဲရှင်ကျန်တဲ့အသင်းတွေဟာ ဥဆောင်ကိုရတယ်အဲ့ဥဆောင်ကိုကို defensive အကောင်းဆုံး performance နဲ့ထိန်းတယ်ထိန်းပြီးနောက်ဆက်တွဲအနေနဲ့သူတို့ဘာဖြစ်သွားလဲဆိုတော့အဆုံးသတ်မှာသူတို့တစ်ခုပြီးတစ်ခုသူတို့လုံပြသွားတယ်ဆိုအဲ့နောက်မှာ Crystal Palace က AZ ရဲ့ ground နဲ့တော့ပုံနေဖက်ကွာတယ်လဲ Manchester City ရဲ့ free break team ကိုသူနိုင်ယူသွားတယ်ဆိုအဲ့ဒါက Crystal Palace ဆိုနှစ်ပေါင်း120သူတို့တပိုင်းတစ်လျှောက်ပါပထမအဆုံးချိန် major super league champion ဖြစ်တယ်ပြီးတော့အခု Tottenham Hotspur က16နှစ်ကြာမှာပထမဆုံးချိန် champion ဖြစ်ပြီးတော့အဲ့နောက်ဆက်တွဲအနေနဲ့သူတို့ major ဆိုကလာနေတဲ့ European ပြိုင်ပွဲမှာ27ပြည့်ကြာ champion ဖြစ်တယ်ဆိုတော့ question ကကျွန်တော်တို့ဘောလုံးပေးတတ်တဲ့ဘက်နောက်ထပ် upset ဖြစ်နိုင်ဦးမလားဆိုတဲ့အချက်ပဲနောက်ထပ် upset ဆိုတာကတော့ဒါကျွန်တော်တို့ပြောဖို့တော့ခက်ပေမဲ့အဲ့ upset upset ဆိုတဲ့အခြေအနေတွေကတော်တော်လေးတော့စဉ်းစားစရာအခြေအနေပါကြောင့်လဲဆိုတော့ဒီဘက်နောက်မှာကျွန်တော်တို့တကယ်ကို major major ပွဲအနေနဲ့အခု conference final ပွဲရှိတယ် တော့ Chelsea က clearly also favorite ဖြစ်နေတယ်။ Chelsea ဟာဒီကြောက်ပေါက်ရမယ်လို့တွက်ထားတယ်။သူတို့နဲ့ကြာမှာကပတ်တည်။ဆိုတော့အခုမထင်မှတ်တာတွေတစ်ခုတစ်ခုလုံးပြနေတဲ့ဒီနေ့ကြီးထဲမှာ Chelsea ကရိုးစွိတ်ဖို့ဖြစ်မှာဘသူမှစွိတ်ဖို့မဖြစ်နိုင်ဘူးတိုင်းဆိုရင်အသေးတသေးကတကူးသွင်းလိုက်မယ်။ဥဆောင်ဖို့ကိုထိန်းပြီးတော့ခန်းစစ်ကတကယ်ဆိုရင် Spain ခန်းစစ်ကတကယ်ဘာလို့ကောင်းလဲမသိဘူး။ခန်းတဲ့ကိုရီးယားနိုင်ငံကလည်းတကယ်ကိုမိုင်းနိုင်ငံကပွဲမှာတကယ်ကိုကောင်းတဲ့ Italian defense ကြာနေတာပဲတကယ်ကစားပြသွားတာ ဆိုအဲ့လိုပုံစံမျိုး Chelsea အတွက်ရောဒီထားเสียဖြစ်လာလိမ့်မယ်အားကြောင့်မပြောလေဟိုတနေ့က Year of and the Tour ဆိုပြီးတော့ Manchester ပေးတက်တဲ့၃ယောက်လောက်ဗီဒီယိုလေးတင်ထားတယ်သူတို့လည်း careful ဖြစ်ရမယ် and the tour တွေအားလုံးပူဆွဲတဲ့အချိန်မှာထင်တဲ့အတိုင်းပဲသူတို့တတိထားပါရဲ့နဲ့အသိရှုံးသွားတဲ့အချိန်မှာအခု Chelsea ကလောလောဆယ်အနေထားရာ Battic နဲ့ပွဲမှာသူတို့အမားခံလို့မရဘူးဆိုတော့ Real Battic က Chelsea ကို upset လုပ်နိုင်လာနောက်ထပ် Year of and the Tour ထပ်ဖြစ်ဖို့ တခါဥရောပချန်ပီယံလိဖိုင်နယ်မှာနောက်ထပ်တခါအပ်ဆက်အနေနဲ့အင်တာမီလန်ကိုပါရီစ်ဆိန်ဂျာမန်ဆိုတော့ဒီဟာကလည်းနည်းနည်းလေး difference ဆိုဒီဘာလို့ဆိုတော့ PSG က favorite အသင်း အင်တာမီလာက second favorite ဖြစ်မယ်ဒါပေမဲ့ PSG ကဘာချန်ပီယံလိဖလာတလုံးမှမရထားဘူးအဲ့အချိန်မှာအင်တာမီလာကချန်ပီယံလိဖလာ၃ချိန်ရထားတယ်ဒီဟာက difference ဆိုလို့ဒါပေမဲ့ဒီနှစ်သင်းကြားမှာတော့ Paris Saint Germain ကပိုကောင်းတာပေါ့လေဒီဘာဘူးကိုလိုဖြတ်လာတယ် Man City ကိုလည်းအုပ်စုတွေမှာနိုင်လာတယ်တစ်ချိန်ထဲမှာပဲတခြားတခြားသောအသင်းတွေထဲမှာသူတို့ Arsenal ကိုလည်းသူတို့နိုင်တယ်သူတို့ကတကယ်ကိုထိုက်တန်တဲ့ဒီဆင်းရောက်လာတဲ့အချိန်မှာ Real Underdog နဲ့မှာ Legend European ဖလားနှစ်ခုဖြစ်တဲ့ Betis နဲ့ Chelsea Paris Saint Germain နဲ့ Inter Milan မှာရောနောက်ထပ် upset က်ဖြစ်ပြီးတော့2004ခုနှစ်ကိုနောက်ထပ် remind လုပ်ရမယ်2025ဖြစ်အောင်မှာဘလို့မြင်ကြလဲဒါတော့တကယ့်ကို surprise surprise နဲ့ပေါ့လေဘလို့မြင်ကြလဲဘလို့ချစ်ပေးတတ်တဲ့ဒါတကယ့်ကိုအချိန်လေးပေါ့လေဒါလည်းပြောဖို့ခက်တယ်အကုန်လုံးကြီး surprise under dot ကြီးပဲနိုင်ဖို့လေခက်တော့ခက်တယ်ဒါပေမဲ့အခုကအကုန်လုံးကတစ်ခုပြီးတစ်ခုဇက်တိုက်ဖြစ်နေ ဖြစ်နေဆိုတဲ့အချက်ကြောင့်ပေါ့လေဒါဘလို့မြင်လဲကျော် Chelsea နဲ့ Real Betis တစ်ဖက်ကတော့ Inter Milan နဲ့ Paris Saint-Germain အမိန့်အကြမ်းမှာနောက်ထပ် upset တွေဖြစ်နိုင်ဘူးလားဘလို့မြင်ကြလဲကိုယ်မှတ်မှာဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကြည့်ကြပါလား